မင်းကိုမင်းတိုးတက်အောင်လုပ်ချင်တယ်ဆိုရင်ဘလို့အချက်တွေကိုအာယုံဆိုင်တင်လေဒီမိခွန်းတွေကိုစဉ်းစားရင်တိုးတက်ချင်ရင်မဖြစ်မနေလောက်ကိုလောရမယ်အချက်၅ချက်ကိုဒီနေ့ဗီဒီယိုမှာတင်ပြပေးသွားမှာပဲဖြစ်ပါတယ်ဒီအချက်တွေကမင်းဘဝကိုပုံမကောင်းလာစေဘူးအညုံပေးမဲ့အလက်တွေကြတဲ့အကြံဉာဏ်တွေဖြစ်လိမ့်မယ်လို့လည်းထင်မိပါတယ်နံပါတ်1အလန့်တမန်ပါမင်းဘယ်ကိုသွားချင်လဲအဖြစ်ချင်လဲ ပန်းနဲ့ရှင်းရှင်းလင်းလင်းမရှိရင်ဘူရကလန်ပြောသလိုခန်းစားရတက်တယ်။ဘုမာကိုကဒီလထဲမှာစောက်တောက်ဖတ်မှဆိုတဲ့ဤသူပန်းနိုင်တွေထားထားတာမျိုးဒါမှမဟုတ်အားနဲ့အတွင်းအဲ့ဒီလောဝတ်မှဆိုတဲ့ရေစိပန်းနိုင်မျိုးတွေခွဲခြားပြီးစတင်လှောက်ဆောင်ပါ။အဲ့ဒီပန်းနိုင်ကမင်းကိုဥတီချက်ပေးသွားမှာပါ။အပန်းလေးအချင်းကိုကြည့်ရောက်စွာစီမံပါချောင်းတို့အတွက်ဒီနေ့မှအချင်း၂၄နိုင်စီကြတယ်ဒါပေမဲ့ဘာလို့အလုပ်တွေ အပေးတာများကြတာလေဖြေကအချင်းကိုစီမံခန့်ခွဲမှုမကောင်းလို့ပါအချင်းစီမံခန့်ခွဲမှုကောင်းမှရင်မိရဲ့ထလုံးမှုစွမ်းအားတွေကတက်လာပြီးစိတ်ဖြစ်စီမှုကိုလည်းရကြလာမယ်အဲဒါကြောင့်အရေးကြီးတဲ့အလုပ်တွေကိုဥစားပေးပြီးအချင်းစရာတစ်ခုနေနဲ့အချမ်းမှကြည့်ပါနံပါတ်၃ကိုယ်ပိုင်စီရင်တွေတတ်မှန်ပါမနေ့ပြန်ငါအဲ့ရဆော့ဆော့ထားမယ်ဒီချခံလို့မယ်လို့စဉ်းစားပြီးမှမလုပ်ဘူးတာတွေရှိကြဘူးလားကိုမစီကန်စီနေဆိုတာက တည်အောင်မြင်မှုရဲ့အဓိကတွက်ချက်ပါပဲ။ဒီစီလှုပ်ဆောင်ရမယ့်အလေးထားကောင်းတွေကိုမဖြစ်မနေလိုက်နာကြည့်ပါ။အချိန်တကူရောက်လာရင်မြေတူတက်မှုတွေကိုမိကိုယ်တိုင်တော့အံ့ဩသွားပါလိမ့်မယ်။နံပါတ်၄အမြဲတည်ယူပါ။အကယ်၍မင်းကတင်ယူတာကိုရလာတဲ့နေ့ကတူတက်မှုရတဲ့နေ့ပါပဲ။အားတဲ့အချိန်တွေမှာဂိမ်းတွေဆွနေမဲ့အစားကိုဘွားတူတက်ဖို့အတွက်စာအုပ်တွေဖတ်တာ၊သင်တန်းတွေတက်တာအသစ်တစ်ခုခုကိုဆန်လုပ်ကြည့်ပါ။ဥပမာဘာသာစကားအသစ်တစ်ခုသင်ကြည့်ရင် မြေအုံနာကပို့ပြီးတက်ကြလာလိမ့်မယ်။နံပါတ်5ကျမရေကိုယူဆိုင်ပါ။ကျမရေမကောင်းရင်ဘယ်အရာမှအကောင်းဆုံးဖြစ်လာနိုင်မှာမဟုတ်ပါဘူး။ဒါကြောင့်ကျမရေအတွက်မြန်တားတဲ့အစားအစာတွေစားပါ။လေကြီးကမမှန်လို့ပါအေယဝဝအိပ်ပါ။ကျမရေကောင်းရင်မြေအဆွမ်းအားနဲ့မြေဆေးအားထပ်ပံ့မှုကအမြင့်ဆုံးအဆင့်မှာဆင်နေမှာပါ။အခုပြောပြပေးသွားတဲ့ဒီအချက်၅ချက်ကိုမြေဘဝမှာတစ်ခုချင်းစီစံတော်ကြည့်ပါ။ မင်းကိုနိုင်ကမင်းရဲ့အကြီးမားဆုံးအားကိုးရပါပဲမင်းကိုမင်းရောက်ကြည့်ပြီးအကောင်းဆုံးပြင်လာဖို့အတွက်အခုပဲစတင်လိုက်ပါလို့တိုက်တွန်းလိုက်ရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်